မင်္ဂလာပါရှင်ကျမတို့ရဲ့အင်မြူမြောင်ဦး channel ကနေခင်မရင်းနှီးစွာအကြိုလိုက်ပါရရှင်ဒီနေ့ကတော့ကမ္ဘာကျော်တဦးဖြစ်တဲ့အာရှမှာအချမ်းသာဆုံးဖြစ်လာသူဟောင်ကောင်တထေးကြီးလီကာရှင်းအကြောင်းကိုပြောပြပေးမှာပဲဖြစ်ပါတယ်လီကာရှင်းကို1928ခုနှစ်ဇော်လ23ရက်နေ့မှာတရုတ်နိုင်ငံဂေါ်တောင်းပြည်နယ်က ချောင်ကျုံမြို့လေးမှာမွေးဖွားခဲ့ပါတယ်။သူမူလာတန်းတက်တော့ဒုတိယကမ္ဘာစစ်ကြီးစဖြစ်လာတယ်။သူနေတဲ့မြို့လေးကိုဂျပန်စစ်နေရင်တွေမကြာခဏဘုံလာကျဲလို့သူ့အဖေဟာမိသားစုကိုခေါ်ပြီးဟောင်ကောင်ကျုံကိုထွက်ခွာသွားပါတယ်။သူတို့မိသားစုဟောင်ကောင်ရောက်ပြီးအခြေချလို့တိတ်မကြခင်မှာပဲလီကာရှင်းရဲ့အဖေဟာတီဗီယောဂါနဲ့ကွယ်တော်သွားခဲ့တယ်။လီကာရှင်းလည်းတီဗီယောဂါကိုဆွဲခံရလို့ဆေးရုံကတီးတန့်ဆောင်လေးမှာအခြားလူနာတွေနဲ့ခွဲခြားထားခံရတယ်။ တယောက်တည်းတီးတက်ခွဲနေရတဲ့အသက်15နှစ်ပဲရှိသေးတဲ့လီဟာဘလောက်ဝမ်းနဲ့ခြေကွဲခံစားရမလဲစဉ်းစားကြည့်ပေါ့အဖေကအဆုံးသွားပြီသူစေးုံတက်နေရလို့သူ့မိသားစုကိုရှာမကျွေးနိုင်လို့သူတို့စားဝတ်နေရင်စက်တဲနေကြပြီအဲ့ဒီခံစားချက်ဟာလူငယ်လေးတယောက်ရဲ့ဘဝကိုဖြစ်သွားစေနိုင်လောက်တဲ့ဒါပေမဲ့လီဟာဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်အခုလိုဆင်းရဲတဲ့ဘဝကလွန်မြောက်ဖို့ကြီးပွားချမ်းသာအောင်လုပ်ကိုလုပ်မယ်လို့ ဆေးရုံကဆင်းတော့သူ့ကြောင်းဆင်းမတက်တော့ဘူးသူ့မိသားစုဝမ်းရဲ့အတွက်ပလတ်စတက်ဆေးရုံတစ်ခုမှအလုပ်ဝင်လို့ရတယ်သူနဲ့ရွယ်တူလူငယ်လေးတွေကြောက်တဲ့နေချင်းကြောင်းဆင်းလို့ကစားနေချင်းတွေမှာသူကတော့အလုပ်လုပ်နေရတယ်တနေ့ကို16နာရီအထိပလတ်စတက်ဆေးရုံမှာနာရီလက်ပတ်ကျိုးတွေလုပ်ရတယ် ဒီဟာသူရတဲ့လာကအတော်များများကိုမိသားစုစားဖို့ပေးပြီးကြံတဲ့ပတ်စံလေးကိုချက်ကုပ်စုထားတယ်။သူအသက်22နှစ်ရောက်တော့သူ့လက်ထံမှာဟောင်ကောင်ဒေါ်လာ9000၊အမေရိကန်ဒေါ်လာ6450စုမိလို့ပူပိုင်ကုမ္ပဏီတစ်ခုထောင်လိုက်တယ်။သူ့ကုမ္ပဏီကို6ကောင်လို့နာမည်ပေးထားတယ်။ကုမ္ပဏီကပလတ်စတစ်နဲ့လုပ်တဲ့အယုံလေးတွေ၊ချင်းနှောင်းတွေ၊ဘူးလေးတွေထုတ်လုပ်တယ်။ တရုတ်နိုင်ငံမှာနေတုန်းကအကြောင်းဖြစ်ခဲ့တဲ့အဖေရဲ့တော်တင်ပြသမှုကြောင့်ဒီဟာစာဖတ်အရန်ဝါသနာပါခဲ့တယ်။စာအုပ်ကြီးတွေဖတ်ရုံမှာကစီးပွားရေး၊ကုန်သွယ်ရေး၊စတာတွေနဲ့ဆိုင်တဲ့မဂ္ဂဇင်း channel တွေကိုလည်းအမြဲဖတ်လို့ရှိတယ်။ဒီနေ့တော့မဂ္ဂဇင်းတစ်ဆောင်မှာရေးထားတဲ့ဆောင်းပါးတစ်ပုဒ်မှာအခုအီတလီနိုင်ငံကအိမ်တွေမှာအလားစင်တဲ့ plastic ပန်းတွေအရန်ရောင်းကောင်းနေတယ်ဆိုတဲ့သတင်းကိုဖတ်လိုက်ရလို့ဒီဟာအကြံတစ်ခုရလိုက်တယ်။ ။သူရတဲ့အကြံကသူ့ကုမ္ပဏီကနေပလတ်စတစ်ပန်းတွေထုတ်လုပ်ပြီးနိုင်ငံခြားကိုတင်ပို့ဖို့ပါ။အဲ့ဒီအကြံအတိုင်းသူ့ကုမ္ပဏီပလတ်စတစ်ပန်းတွေထုတ်လုပ်ဖြစ်ပြုရင်းပလတ်စတစ်ပန်းကိုနိုင်ငံခြားတင်ပို့တဲ့ကုမ္ပဏီတွေထဲမှာထိတ်ဆုံးဖြစ်လာခဲ့ပြီးအဲ့ဒီလုပ်ငန်းကနေအမြတ်ငွေလည်းအတော်များများရလိုက်တယ်။ 1958ခုနှစ်မှာလီဟာအကြက်တဲတစ်ခုနဲ့ကြုံရတယ်။သူ့ကုမ္ပဏီရုပ်ခန်းကို15ခွင့်မရတော့ဘူး။ဒါကြောင့်ရုပ်ခန်းပါတဲ့အဆောက်အုံဆောက်ဖို့မြေခွက်တစ်ခုဝယ်လိုက်ရတယ်။အဲ့ဒီမြေခွက်တွေကနေအမြတ်များများရနိုင်မဲ့အခွက်လန်းတစ်ခုကိုတွင်းမိလိုက်တယ်။1969ခုနှစ်ကဟောင်ကောင်ကျောမှာတရုတ်ကွန်မြူနဲ့အစိုးရကို ထောက်ခံသူတွေနဲ့အုပ်ချုပ်သူဗြိတိရှ်အစိုးရကိုထောက်ခံသူတွေကြားမကြာခဏတိုက်ခိုက်မှုတွေဖြစ်ပြီးဟောင်ကောင်ရဲ့နိုင်ငံရေးမတည်မငြိမ်ဖြစ်လာတယ်။ လူတွေလည်းဟောင်ကောင်ကိုဆက်ဖာထွက်သွားကြတယ်။အဲဒါကြောင့်ဟောင်ကောင်ရဲ့ HMB ဈေးတွေထိုးကျလာတယ်။ဒါအပြင်တရုတ်နိုင်ငံကဟောင်ကောင်ကိုဝင်သိမ်းမယ်လို့ပေါ်လာလာတဲ့တွေကြောင့် HMB ဈေးတွေပိုထက်ကြကုန်တယ်။ဒါကိုအခွင့်အမြင်နဲ့ဒီက HMB အမြောက်အများကိုဈေးတော့တက်တာစွာနဲ့ဝယ်ယူထားလိုက်တယ်။အဲဒီတစ်ချိန်တည်းမှာပဲတရုတ်နိုင်ငံမှာမော်စီတုံးယဉ်ကျေးမှုဒေါ်လာရေးကြောင့်တရုတ်နိုင်ငံသားတွေဟောင်ကောင်ကိုထွက်ပြေးလာကြတယ်။ ရေးလာသူတွေအများစုဟာတိမ်မချမ်းသာတဲ့တာမန်လူရန်စားတွေများပါတယ်။ဒါကိုအခုမြင်တဲ့လီဟာတူဝဲထားတဲ့မြေခွက်တွေပေါ်မှာတာမန်လူတွေနေနိုင်တဲ့လူနေတိုက်ခန်းတွေပါတဲ့အထက်မြင့်အဆောက်အုံတွေဆောက်ပြီးအိမ်ခန်းတွေရောင်းပါတယ်။နေစရာမရှိသေးတဲ့တရုတ်လူမျိုးတွေဝယ်ကြလို့သူ့အိမ်ခန်းတွေအရန်ရောင်းလာပြီးဒီလုပ်ငန်းကြောင့်လီဟာဒေါ်လာတန်းချီချမ်းသာသွားတယ်။ 1989ခုနှစ်မှာဟောင်ကောင်ကဗြိတိရှ်အစိုးရပိုင်နဲ့ Home Chimson 14ကုမ္ပဏီကြီးဟာအရှုံးနဲ့ရင်ဆိုင်နေရတဲ့အဲ့ဒီကုမ္ပဏီရဲ့ပိုင်ဆိုင်မှု22ရာခိုင်နှုန်းကိုလီကဈေးတက်တက်တာတာနဲ့ဝယ်ယူလိုက်တယ်။အဲ့ဒီကုမ္ပဏီဟာဟောင်ကောင်မှာရှိတဲ့သင်္ဘောချင်းတွေ၊စိတ်ကန်းတွေ၊အိမ်ခြံမြေအမြောက်အများကိုပိုင်ထားတာပါ။လီဟာအဲ့ဒီကုမ္ပဏီကိုစီးပွားရေးပြန်ကောင်းလာအောင် လုပ်ပေးလိုက်တာကြောင့်ဆန်နဲ့အကြာမှာအဲ့ဒီကုမ္ပဏီဟာဟောင်ကောင်ရဲ့အမျက်အများဆုံး တဲ့စည်ရင်းမှာထိတ်ဆုံးဖြစ်လာခဲ့တယ်။ဒီဟာအဲ့ဒီလုပ်ငန်းတွေအပြင် စီးပွားရေးကျဆင်းနေတဲ့ကုမ္ပဏီတွေ လုပ်ငန်းထူထောင်စားငွေအရင်းနှီးနှဲပါတဲ့ကုမ္ပဏီလေးတွေရဲ့အစုရှယ်ယာတွေကိုလိုက်ဝယ်တယ်။2009ခုနှစ်မှာဝင်ငွေမမယ်ရရမရှိသေးတဲ့ Facebook ကုမ္ပဏီရဲ့ Store Share ကဒေါ်လာတန်120ကိုဝယ်ခဲ့တယ်။ ။နောက်ပြီးအဲ့ဒီအချိန်က share ဈေးမကြီးသေးတဲ့စကိုင်းတို့ Apple တို့ရဲ့ store တွေကိုဒေါ်လာတန်းချီပေးဝယ်ထားခဲ့တယ်။မကြာခင်အဲ့ဒီကုမ္ပဏီတွေရဲ့ store share ဈေးတွေအရန်တက်လာချိန်မှာဝယ်ထားတဲ့ store တွေထုတ်ရောင်းလိုက်လို့ဒီဟာဒေါ်လာဘီလီယံချီမြတ်ခဲ့ပြန်ပါတယ်။ ။ဒီရဲ့အရေးချင်းကလုပ်ငန်းတစ်ခုဟာလောလောဆယ်ရှုံးနေပြီနဲ့မကြာခင်ပြန်ပြန့်လာမယ်ဆိုတဲ့စီးပွားရေးအတွက်ချင်းမှုအရန်ကောင်းတယ်။စီးပွားရေးအကွက်မြင့်တတ်တယ်။ဒီရဲ့ပိုင်ဆိုင်မှုဟာဒေါ်လာ30ဘီလီယံချေရှိတာကြောင့်အာရှမှာအချမ်းသာဆုံးလူတစ်ယောက်ဖြစ်နေခဲ့တယ်။ချမ်းသာတလောင်းအလူဒန်းနဲ့ရည်ရောပါတယ်။ပထေကြီးလူဟာလီကာရှင်ဖောင်ဒေးရှင်းတစ်ခုကို1980ပြည့်နှစ်မှာထူထောင်ခဲ့ပြီးဦးချမ်းသာသမ ्या ပိုင်ဆိုင်မှုတွေငွေကြေးတွေသုံးဖို့တပုံကိုအဲ့ဒီဖောင်ဒေး ရှင်တွေထဲဝင်လူဒန်းထားပါတယ်။ သူ့ရဲ့ foundation ကပညာရေးအစဲမြင့်တွေကိုတက္ကသိုလ်တွေ စာကြည့်တိုက်တွေဆောက်ဝေးဖို့ရဲစေတုလေတနာလုပ်ဖို့ရဲရည်ကြီးမှုနဲ့လူမှုအဆက်တန်းမြင့်တင်စေဖို့ဒေါ်လာဘီလီယံချီပြီးနိုင်ငံတကာကိုလူရန်နေပါတယ်ဒီကလူငယ်စီးပွားရေးသမားတွေကို အခုလိုအမှားစကားပြောကြားခဲ့တယ်။လုပ်ငန်းတစ်ခုထူထောင်နေဆိုတာမလွယ်ပါဘူး။ဒါပေမဲ့စူးစားအားထုတ်မှုဟာအခွင့်အလမ်းထက်ပိုအရေးကြီးပါတယ်။စူးစားမှုမရှိရင်တော့အခွင့်အလမ်းကိုလက်လော့ဆုံးရှုံးသွားမှာပါတဲ့။ အသက်89နှစ်ရှိပြီဖြစ်တဲ့အာရှအချမ်းသာဆုံးတထေးကြီးလီကာရှင်းဟာသူသားနှစ်ယောက်နဲ့အတူဟောင်ကောင်မှာနေထိုင်ဆဲပါဇနီးတွေကတော့56နှစ်အရွယ်1990ခုနှစ်မှာကွယ်လွန်သွားခဲ့ပြီနဲ့သူဟာနောက်ထပ်အိမ်ထောင်ထပ်မပြီးတော့ပါဘူးအခုလိုအဆုံးထိကြီးစုပေးသွားတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ရှင်